မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေဒီဇင်ဘာ12ရက်နေ့တွင်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဝမ်မောင်ရွှေရောက်ကြနိုင်ဖြိုးချော်တဲ့ချမ်းသာတဲ့စီလိုခရိုနီတထေးသားကိုယူကအနုပညာတလောကလုံးကိုခြေချသွားတဲ့ရှင်လက်တည်းကားချောင်းစီကိုတစ်ချိန်နဲ့မိတ်ဆက်ပလိုက်တဲ့နောက်အခုလို့ထဲဝင်ရတော့မယ်မိုးအောင်ရင်တည်းထူအလင်ဖော်ကားလုပ်ခဲ့ကြောင်းနိုင်ငံတကာကိုတိုင်တန်းလိုက်လို့ပွဲဖြစ်နေတဲ့တည်းမောင်ပိုင်ကိုလွန်နေနေဆက်ခဲ့လို့အပြင်းထန်ဝေဖန်ခံရတဲ့ပုံရက်ဖြူတည်း ဝိုင်းစုနဲ့ရွှေမြတ်သူနှစ်ယောက်ပေါင်းပြီးမြန်မာတနိုင်ငံလုံးကိုနှိမ့်ဆက်တော့မယ့်အစီအစဉ်ကြီးပေါက်ကြားလာတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ဝမ်မောင်ရွှေကြီးယောက်ျားနိုင်ပြိုးချော်တဲ့ချမ်းသာရင်စီလုတ်ခရိုနီတထေးတောင်းယူကအမှုပညာတလောကလုံးကိုချေချသွားတဲ့ရှင်နဲ့တချင်ရောက်သူမကိုတောင်းမင်းသမီးပါဆိုပြီးနှိမ့်တဲ့လူတွေအမှုပညာလောကလူတွေကအော်စီယာဘီလီယံနာတထေးကိုယူပြီးချေပြလိုက်တာကရှင်နဲ့ပါ အခုဆုံးရှင်လက်ခင်မောတဲ့ဟာအမှုပညာလောကမှာချမ်းသာဆုံးလို့နာမည်ကြီးတဲ့ဝိမုံရွှေရဲ့ခင်မောကိုနိုင်ဖြူကျုံ VV ချိုရီပန်ရှင်တထေးထက်တောင်တာလုံချမ်းသာတဲ့ဩစတေးလျဘီလီယံနာတထေးကြီးဖြစ်နေလို့ပါပဲပရိသတ်တွေတည်ထားကြတာကအမှုပညာလောကမှာဝိမုံရွှေရင်ဟာမြန်မာတနိုင်ငံလုံးကစီးပွားရေးလုပ်ငန်းအများစုကိုပိုင်နေခရိုနီတထေးခင်မောကိုရရှိထားလို့ကံကောင်းဆုံးလို့သတ်မှတ်ထားကြတာပါဒါပေမဲ့ကုတော့အဲ့ဒီနေရာကိုရှင်လက်ကစားထိုးနေရယူလိုက်ပါပြီ။ ရှင်လင်းရဲ့ခင်မိုးတဲ့ကိုမြတ်သူတန်ဟောင်းအော်စတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရဲ့မြို့မြင့်နှဖုံးရှင်တထေးတူဖြစ်ပါတယ်။တတင်းနေရသူဟာမဲလ်ဘုန်းမြို့မှာကုန်တိုက်ကြီးတွေစူပါမားကတ်တွေစုစုပေါင်းအခု30လောက်ကိုပိုင်ဆိုင်ထားတဲ့ဘီလီယံနာတထေးကြီးတူဖြစ်တယ်လို့သိရပါတယ်။ဒီပမာဏဟာမြမပြည်တွင်ကတထေးတွေထက်အစားပေါင်းများစွာတန်လွန်နေပါတယ်။ဒါကြောင့်လဲမင်္ဂလာပွဲမှာရှင်လက်ကိုရွှေ15ဖိတ်တောင်လာဝတ်ဆင်ပေးနိုင်ခဲ့တာပါ။ ဝင်းမုံရွှေရင်တို့စိုးပြေတစင်လိုတော့မှတ်မိတဲ့ဒီကြွယ်ဝမှုကရှင်လက်ကိုအရှင်မင်းသမီးဘဝကနေပီလီယန်နာကတော်ဘဝကိုချက်ချင်းပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။တချိန်ကမင်းသမီးရှင်နန်းဟာနေကတော်ကတောသားတွေကြိုက်တဲ့ကားတွေရိုက်တဲ့ fighting မင်းသမီးဖြစ်လူသိများခဲ့ပါတယ်။အမှုပညာလောကရဲ့တပံဝါရနေကမင်းသမီးတွေကိုမြို့ပေါ်ကားရိုက်တဲ့မင်းသမီးတွေထိတ်တန်းမှုပညာရှင်တွေကအထင်သေးတက်ကြနှိမ့်တက်ကြပါတယ်။ ကားပြင်ရှင်လန်းဟာအတိတ်တုန်းကထက်ထမုံရဲ့ခင်မုံဟောင်းဆိုင်းလွှဲနဲ့ချစ်ကြိုက်ခဲ့ဖို့ပြီးအသေးခွဲခဲ့ရတဲ့တန်ရာလေးလည်းရှိခဲ့ဖို့ပါတယ်။အဲဒီတုန်းကလူတွေက သူမကိုတနာခဲ့ကြပေမယ့်အခုတော့ရှင်လန်းဟာသူမကိုထင်သေးတဲ့နုပညာလောကသားတွေကိုမင်္ဂလာပွဲမဖိတ်ပင်ခြေချလိုက်တာဖြစ်ပါတယ်။ရှင်လဲ့ရဲ့မင်္ဂလာပွဲမှာထိတ်တန့်မင်းသားမင်းသမီးတွေကိုမတွေ့ရတာကတမင်သက်သက်မဖိတ်တာပါ အထူးသဖြင့်သူမကိုထင်သေးခဲ့တဲ့သူတွေကိုအဖက်မလုပ်ကြောင်းပြသလိုက်တာဖြစ်ပါတယ်။ရင်လာကသူမနဲ့အဆင်ပြေတမိုးထားတဲ့မိသားစုလိုဝိုင်းရင်မင်းသမီးကြီးအနေငယ်လောက်ကိုသာဖိတ်ထားပြီးကျန်တဲ့ဟန်ဆောင်ကောင်းတဲ့နှုပညာရှင်တွေကိုချဲ့လက်ထားခဲ့တာဖြစ်ပါတယ်။ဒါပြင်တီမင်္ဂလာပွင့်ဟာရှင်လက်ကိုထင်သေးခဲ့တဲ့သူတွေအတွက်တကယ်ကိုပွဲကြီးပါ အရှင်ဆုံးရှင်လက်မျိုးပညာလောကမှာတောင်းမင်းသမီးလို့ခွဲခြားဆက်ဆံခဲ့ရပေမယ့်အခုတော့သူမရဲ့ခင်မုန်းတဲ့ကိုမြတ်သူတာကလည်းရှင်လက်ရဲ့မျိုးပညာကိုရောသူမရဲ့ဘဝကိုပါတန်မှုထားသူဖြစ်ပါတယ်။ရွှေရည်စိန်နေဝစ်စင်ပေးရာထံပူတန်မှုရှိတာကရှင်လက်ကိုမျက်နာတစ်ချက်မညှို့ရအောင်ထားမယ်ဆိုတဲ့ဂတိကဝတ်ပါပဲ။မဲလ်ဘုန်းမြို့ပေါ်ကကုန်တိုက်ပိုင်ရှင်တထေးကရောင်ကြီးဖြစ်ဘဝကိုဆန်းဆန်းရတော့မယ့်ရှင်လက်ကိုကြည့်ပြီးတချင်ရသူမကိုနှိမ်ခဲ့တဲ့သူတွေတောင်အံ့ဩနေကြမှာသေးကြပါပဲ။ ဝင်းမုံရွှေရီတို့စိုးပြေတစင်တို့တံပူချမ်းတာရဲဘဝကိုပိုင်ဆိုင်သွားတဲ့ရှင်လက်ကိုကြည့်ပြီးကန်ဆိုရာလုံယူလို့ရပါတယ်ဆိုတော့ကိုလက်ခံလိုက်ရပါပြီအခုဆိုရှင်နာဟာမကြခင်အွန်စီကိုလိုက်သွားတော့မှာပါယခုကြည့်ရှုနေကြတဲ့ပြိသက်တွေကယုံဝင်းမုံရွှေရီရဲ့ခင်မုံထက်ချမ်းတာရဲဘီလီယံနာတတိကြီးကိုလက်ထပ်ပြီးအမှုပညာလောကကိုခြေချလိုက်တဲ့ရှင်လက်ရဲ့ကန်စာတာကိုဘယ်လိုမြင်ကြပါသလဲမိမိတို့အမြင်ကိုပြောသားကြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့ပြိသက်တွေကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် Tanya pioner Nia Legu. ကလုတ်ခဲ့ကြောင်းနိုင်ငံတကာကိုတိုင်တန်းလိုက်လို့ပွဲဖြစ်နေတဲ့သတင်းနိုင်ငံတကာမှာဂုံပုတ်ကြီးမားဆုံးဖြစ်တဲ့ Miss Universe ပြိုင်ပွဲကိုစိုးရိမ်ဝင်တဲ့ထွန်းလွင်တို့အပြိုင်လူနေရာကိုအားလုံးသိပြီးဖြစ်ကြမှာပါထွန်းလွင်ရဲ့လက်ထဲမှာလက်ရှိမြန်မာနိုင်ငံရဲ့ placement အမြင့်ဆုံးဖြစ်တဲ့ Miss International Top 10ကိုမွေးဖွားနိုင်ခဲ့တယ်လို့လက်ရှိလာမယ်လို့ဖြစ်တဲ့ဒဲဆူငိမ့်မြင့်မြတ်မိုးတို့လည်းတောက်ပစွာပေါ်ထွက်လာခဲ့ကြပါတယ်။ထွန်းလွင်ကလည်းပြီဆိုရနေအဲ့ဒီအလာမယ်ကအရှောင်ထွက်ကိုထွက်လာတာပါ။ ဒါကြောင့်တနိုင်ငံလုံးကကဘာမှာမြန်မာရေလို့အလှမင်လောကမှာထင်ရှားစေဖို့အတွက် Miss Universe ကိုထူးအလွန်ကိုသာကန့်စေခြင်းပဲတယ်။တစ်ဖက်မှာလည်းလက်ရှိ Miss Universe ကိုကင်ထားတဲ့ဆွေယွေကနှစ်တိုင်းလူရမွေနဲ့အလမေလေးကိုကြည်ရွေးထုတ်တာပြီးနောက်ဆုံးတယောက်ဆိုရင်လူမွေရေးဖောက်ပြန်မှုတွေရှိမှတိတိကြီးနေတော့နိုင်ငံတကာပြိုင်ပွဲကိုဆင်လွတ်ခင်တာဖြစ်ပါတယ်။ဒါကြောင့်နှစ်တိုင်း Amplis ဖြစ်ပြီးကမ္ဘာလေမှာအဆက်ကွဲမဲ့အစား National Director ပြောင်းလိုက်တာကအကောင်းဆုံးလို့ယူဆခဲ့ကြတာပါ။ တကယ်လေးသူကလွင်ကမစ်ယူနီဗာစ်ရဲ့တာဝန်ရှိသူတွေနဲ့စကားပြောပြီးညစာစောင်းပွဲကိုတက်ခဲ့တယ်လို့ National Director ရာလူအတွက်ငွေပေးချေမှုတွေပါလုပ်ပြီးပြီလို့ကြားရပါတယ်။ဒါပေမဲ့လည်းအားလုံးစင်ပြေနေတဲ့အချိန်မှာမှဆိုယူဝေကမနာလိုတဲ့အတွက် Miss Universe Organization စီသွားပြီးထူးအလွင်ဖော်ကားလို့စားလုံးကဗီဒီယိုတွေကိုသွားပို့ခဲ့ပါတယ်။ထူးအလွင်ကအခုတပြောင်ပြောင်ရုံရုံနဲ့ကောင်းရမွန်ရလှုပ်ရှားနေပြီးမြင်အရှင်ကတော့နွမ်းပါမှုကြောင့်ညချက်ဖြစ်ခဲ့သူပါ။ ါပေမဲ့လည်းသူ့အလွန်ကသူ့ရဲ့တိတ်ဘဝကိုသူ့ကိုယ်တိုင်ဝန်ခံထားပြီးအဲ့ဒီဘဝကနေရုံထွက်ကတမုရှိရဲ့အလှမဲ့ကောင်းလေးကိုလက်ရှိမှာမွေးထုတ်နေသူဖြစ်ပါတယ်ဘလို့ဖြစ်ဖြစ် Miss Universe ဘွဲကတော့ထူအလင်ကိုရှာရုကနေရက်စင်းလိုက်ပါပြီ။တရားဝင်ဆုံးဖြတ်ချက်ထွက်မလာသေးပေမယ့်ထူအလင်သွင်းထားသမျှငွေတွေကိုပြန်သွားမယ်လို့သိရတယ်လို့ထူအလင်ဖွဲရက်ကတယောက်ကို National Director ဖြစ်ခန့်သွားမယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ထူးအလွေရဲ့အမာခံတပိတ်ဖြစ်တဲ့တဲဆူငင်းကဆရာဖြစ်သူကိုရိုင်းပြန်မတွေးကျင်တဲ့ဒံယာဟောင်းကိုဆွာပြီးတိုင်ကြားလိုက်တဲ့ဆူယူဝေပုံပြစ်စုံပိုင်ရဲ့ပြိုင်ပွဲမှာမနိုင်တဲ့အခါအထက်ရဲ့မှတ်တမ်းတွေကိုလက်နဲ့လုပ်ပြီးတုံးပြူတဲ့ကြားတယ်ဒီနေ့ရဲ့စွန်းဆောင်ရည်နဲ့စိန်ခေါ်လို့မရတဲ့အခါမင်းကဖြစ်ပျက်တွင်နဲ့ထိုးကြတတ်တဲ့သဘောပဲထိုစိတ်ရှိသူလက်ဝဲအပေပန်းကလှပစာပွင့်လန်းမိနီလို့ပညာသားပါပါနဲ့ပြောဆိုတုံ့ပြန်ထားပါတယ် လုံးလုံးစဲဖြစ်ပျက်တွေရတော့တနိုင်ငံလုံးကစောင့်ကြည့်သူတွေကထူးအပ်လွင်ဖော်ကာလုပ်ခဲ့ရဆိုရင်တော့နေရာတစ်ခုရဖို့အတွက်နိုင်ငံသားချင်းချင်းထူကြပြီးအောက်ဘက်ကနေစွန့်ယူဝင်မာတယ်လို့တုံ့တက်နေကြပါတယ်။ပြည်သက်တွေကလည်း MU ကိုမေးဖို့ပြီးကိုထုကိုထောက်ခံကြောင်းဝိုင်းပြောပြမှာပါ။ဖန်ရွေအနေနဲ့လည်း Miss Universe Organization ကိုစာရီတက္ကသိုလ်ရေးပြီးကိုထူးကိုထောက်ခံကြောင်းမေးပို့ဖို့ကြိုးပမ်းနေကြပါသေးတယ်။ အတိတ်မှာဘာနေပဲဖြစ်ခဲ့ပါစေတဲတဲတို့မိုးတို့နန်းနာတို့လိုပန်းလေးတွေဖူပွင့်မှုအကောင်ဆုံးပြိုးထောင်ပေးခဲ့တဲ့ဥယျာဉ်မှူးကြီးပါပဲအမောင်ဘွားတွေကနေရုံထွက်နိုင်ခဲ့တဲ့ဆရာထွန်းဝင်လင်ကိုလေးစားပါတယ်လို့အားပေးထားကြပါတယ်ပြိတ္တချင်းတို့ရောဒီကိစ္စမှာစွန့်ရွေရဲ့လုံရက်ပေါ်ဘယ်လိုများထင်ကြပါသလဲနော်လွန်ပိုင်ကိုလွန်နေနေဆက်ခင်လို့အပြင်းထန်ဝေဖန်ခံရတဲ့ပုံညက်ဖြူ မင်္ဂလာပါပရိသတ်များရှင်မကြသေးခင်ကမှလွန်ပိုင်နေပုံရက်ဖြူရဲ့ကြားထဲမှာအဖြစ်အပျက်လေးတစ်ခုကထူးထူးခြားခြားရှိသွားခဲ့တယ်ဆိုတာကိုသိကြရဲ့လားဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့အကြောင်းအရာတွေကလည်းအများကြီးဖြစ်သွားပါတယ်အကြောင်းအရာရဲ့အနည်းချက်ကိုပြောရမယ်ဆိုရင်တော့ပုံရက်ဖြူကလွန်ပိုင်ကိုလော်ကြီးနဲ့နှိပ်စက်ခဲ့တယ်ဆိုတာပါပဲဒါဆိုရင်ရွာကရှိုးပွဲတစ်ခုမှာဖြစ်ပျက်သွားခဲ့တဲ့ကိစ္စပါ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အသေးစိတ်သိကျင်နေသူတွေက ပုံညက်ဖြူကိုခေါ်ပြီးအင်တာဗျူးလိုက်ကမှအခုလိုမျိုးတိတိကျကျတည်သွားခင်ရတာပဲဖြစ်ပါတယ်။ဖြစ်စဉ်ရင်းစားမှာလွှမ်းပိုင်တဲ့ပုံညက်ဖြူကရွာတရွာကရှိုးပွဲကိုဖိတ်ခေါ်ခြင်းခံလိုက်ရပါတယ်။ပုံညက်ဖြူကပထမညမှာဖြောပြင်းရမှာဖြစ်ပြီးတော့နောက်တညကတော့လွှမ်းပိုင်ရဲ့လေပါဒါပေမဲ့လွန်ပိုင်ကရွှေဝေးတီတာဖြစ်တဲ့အတွက်အချိန်မမီမှဆိုလို့အဲ့ဒီရွာကို တရက်ကျုပ်ပြီးတော့လာခဲ့ပါတယ်။ သူရောက်တဲ့ညကပုံရက်ဖြူတချင်းစုဖျော်ပြရမယ့်ညဖြစ်တာကြောင့်ပုံရက်ဖြူရဲ့တချင်းတွေကိုမနာရန်ဖွင့်နေတဲ့အချိန်မှာပုံရက်ဖြူမှာတချင်းတွေအများကြီးရှိနေပေမဲ့လေကို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 ဆိုတဲ့တချင်းတစ်ပုဒ်တည်းကိုပဲဆက်စင်ဟာကခဏခဏဖွင့်နေတာကြောင့်မလို့လောပိုင်ကစတင်တတိထားမိသွားပါတယ်အဲဒီလိုနဲ့ပဲနိုင်ပေါင်းများစွာကြောင်ကို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 ဆိုရင်တချင်းတပုတ်တဲကိုပဲဇက်တိုက်ဖွင့်နေတာကြောင့်မလို့လောပိုင်ကအတော်လေးစိတ်ညစ်သွားခဲ့ရတာဖြစ်တယ်လို့ပရိသတ်တွေကအပြော်သဘောနဲ့ပြန်လည်ပြီးပြောပြလာခဲ့တာပါ လောင်စပီကာကြီးနဲ့ပုံရက်ဖြူရဲ့တချင်းကိုဖွင့်ထားတာကြောင့်မလို့ပုံရက်ဖြူကလော်ပိုင်ကိုလော်နဲ့နှိပ်စက်ခင်တာဆိုပြီးအပြော်တဘောပြောခဲ့တာဖြစ်ပါတယ်။အဲဒီကို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 ဆိုတဲ့တချင်းကိုကြားရတာများသွားလို့လူလိန်လူညာကြီးပေါ့ကွာအာရှွေးနဲ့ကိုကိုဆိုတဲ့လော်ပိုင်ရဲ့တချင်းလေးကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။လောပိုင်ကိုရန်ကပုံရက်ဖြူရဲ့ကိုကိုတချင်းကိုကြားပြီးတော့မှစာသားတွေစဉ်းစားမိသွားပြီးတော့တချင်းရေးချင်စိတ်ပေါ်လာတာကြောင့်အဲ့ဒီတချင်းလေးထွက်လာတာပါလို့လဲအတီလင်းပြောပြခဲ့ပါသေးတယ် ဒါကြောင့်မို့လို့မထင်မှားတဲ့အလွဲချော်ကိစ္စလေးကနေဟာတာဆန်ဆန်ဖြစ်ရလေးတွေဖြစ်သွားခဲ့တဲ့ပြင် လောပိုင်ကတချင်းအစ်တပုတ်တောင်ထုတ်ဝေခွင့်ရသွားပါသေးတယ်။ပရိသတ်ကြီးတို့ရောဒါလီကိုဘလို့များထင်မြင်မိပါသလဲရှင်။ဝိုင်းစုနဲ့ရွှေမြတ်သူနေအောင်ပေါင်းပြီးမြန်မာတနိုင်ငံလုံးကိုနှိမ့်ဆက်တော့မယ့်အစီအစဉ်ကြီးပေါကြလာ။မင်္ဂလာပါပရိသတ်များရှင်။ ဝိုင်းစုံနဲ့ရွံ့မြတ်သူလို့ပြောလိုက်တာနဲ့အသေးခွင့်ရရမယ်ဆိုတော့ကိုအလုံးလေးကြိုသိနှစ်ပြီးသားဖြစ်မှာပါရွံ့မြတ်သူဆိုတော့ကလည်းတချင်းအေးအေးလေးတွေနဲ့ပြိတက်တွေကိုဥလိုက်သိမ်းလိုက်ဖြစ်ပြီးအသေးခွင့်အောင်ပြူစားနိုင်တဲ့အစရောတူးလို့ပြောလိုက်ရပါတယ်ဝိုင်းစုကလည်းထုံနီးလကောက်မှာပဲဒါဆိုရင်မြန်မာနိုင်ငံကကြေကွဲလူငယ်တွေကိုစိတ်ကင်စားပေးနေရှိတဲ့တီဆိုရုံနဲ့ပေါင်းစပ်မယ်ဆိုတဲ့တည်င်းကတော့ပြိတက်တွေအတွက်ရွှေအိမ်မကြီးတစ်ခုဖြစ်စေမှာအမှန်ပါ ရွှေမြတ်သူနဲ့ဝိုင်းစုဆုံရင်ဝိုင်းစုကပို့ပြီးတော့တက်ကြည့်ပါတယ်။ဒါပြင်သူတို့နှစ်ယောက်ကညီမတွေဖြစ်ကြောင်းမတိသေးတဲ့သူတွေလည်းရှိပါသေးတယ်။ရွှေမြသူရဲ့ပြောကြားချက်တင်ရာပထမတော့သူဟာဝိုင်းစုကိုရှင်းနေပေမဲ့လေတကယ်တကယ်တမ်းပေါင်းကြည့်လိုက်တဲ့အခါမှာရင်းနေနေနေတက်ပြီးတော့စာနာစိတ်ရှိကောင်သဘောကောင်းတဲ့သူလေးတယောက်ဖြစ်တာကြောင့်အခုနောက်ပိုင်းပုံမိုခင်မင်မိသွားရကနေတစ်စင်အထူးထူးလက်တွဲပြီးတော့တချင်းထုတ်ဖို့အတွက်အကြံဉာဏ်ဖြစ်ပေါ်ခဲ့ကြတာပါ ရုံးမြတ်သူကဟုံရင်ကာလတွေတုန်းကဝိုင်းစုကိုတူတူသေးခွဲတချင်းလေးတပုတ်ထုတ်မယ်လို့ဒီတိုင်းစကားဖြစ်နေပြောခဲ့မှုပါတယ်ရွှေမြတ်သူကအဲ့ဒါကိုပြောပြီးမိသွားခဲ့ပြီမေဝိုင်းစုကတော့လုံးဝမှန်ပေပြတဲ့ယခုအချိန်မှာပြန်လာပြီးတော့တချင်းတူတူ ထုတ်ဖို့အတွက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရွှေမြတ်သူကလည်းကြီးကြီးအံ့ဩသွားခင်ရတဲ့ပြင် တကယ်လဲကျေးဇူးတင်ပြီးတော့မကြခင်မှာသူတို့ညောင်တူတူတီးဆိုထားတဲ့တဲခွဲတချင်းလေးတပုံထွက်လာတော့မယ်လို့ပြည်သက်တွေကိုတီးလင်းပြောပြလာခဲ့ပါပြီ။ ပထမတော့တခြားတချင်းလေးတွေတီဆိုဖို့အတွက်စိတ်ကူးခဲ့ကြပေမဲ့လည်းနှစ်ယောက်စလုံးကတဲခွဲတချင်းနေနေပိပရိသတ်တွေအပိမှုကိုရရှိထားတဲ့ပြင် လူတီလဲများနေတာကြောင့်မို့လို့နှစ်ယောက်ပေါင်းပြီးအတဲခွဲတချင်းတစ်ပုတ်ထုတ်ကမြမတနိုင်ငံလုံးကိုမျက်ရည်နဲ့မျက်ခွက်ပြင်အောင်ဒုက္ခပေးသွားကြအောင်ပဲလို့စာနောက်တဲ့အနေနဲ့ပြောခဲ့ကြပါသေးတယ်သူတို့နှစ်ယောက်စလုံးရဲ့အတန်ပါဝါတွေကလည်းတကယ်ကိုမှကောင်းမွန်နေနေတာဖြစ်တာကြောင့်တချင်းထွက်လာခဲ့ရင်အလိုလေစိတ်ကျေနပ်မယ်ဆိုတာအမှန်ပါ အခုကလေးကစားလို့သူတို့နှစ်ယောက်ရဲ့အသေးခွဲတခြင်းကိုမျှော်နေသူတွေလည်းတော်တော်များနေပါပဲပြိတ်သက်ခြင်းတို့ရောဒါကိုဘယ်လိုများထင်မြင်မိကြပါသလဲရှင်